ားလုံးပဲမင်္ဂလာပါဒီနေ့မြမတမန်ရဲ့ online မှာစာရေးသားကြတဲ့စာရေးသူများကိုရိုင်းရေးကိုရိုင်းရွတ်ဆိုတဲ့အစီအစဉ်လေးမှာပါဝင်ခွင့်ရတဲ့အတွက်ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပြင်ဆင်ပေးတဲ့မြမတမန်မိသားစုကိုလည်းသူပဲကျေးဇူးတင်ပါတယ်အခုကျမရွတ်ဆိုမဲ့စာမှုလေးကစာညွတ်ဖြစ်ပါတယ် ဒီစာညော့လေးကိုခေါင်းစဉ်ကတော့နေရောင်အောက်မှာစူးစမ်းအာထုတ်သမျှလို့ပေးထားပါတယ်။နေရောင်အောက်မှာစူးစမ်းအာထုတ်သမျှငယ်စဉ်ကစက်မှတ်ဖူးခဲ့တဲ့ကြပြာတပုတ်နှလုံးသားမှာမှတ်မှတ်ထင်ထင် ပြန်သတိရမိတယ်။ကြပြာထဲမှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘီရင်ကြီးရဲ့ဖျားတဲចောင်းဆောက်အလှူဒါနနဲ့ ကပီးကြောက်စာတွေက အမခမ်းပါပဲ။ဘလို့တကိုးကြီးမားလာတဲ့ဘယင်းဘလို့ဩစာကြီးမားလာတဲ့ဘယင်းတိုင်းနိုင်ငံတွေကိုဘလို့အုပ်ချုပ်တဲ့ဘယင်းစသည်စသည် အလှကပီးတစ်ခုလုံးကြီးမြတ်လာတဲ့ဘယင်းကြီးရဲ့တန်ဖိုးတွေပြည့်ရှံနေလေရဲ့။ဒါပေမဲ့ကို့အတတ်ပညာအသိပညာတွေနဲ့မိသူကလက်ရာမြောက်စွာ ထုလုပ်ခဲ့ကြတဲ့ ပညာရှင်တွေရဲ့အကြောင်းနဲ့ပူပြင်းတဲ့နေတံအောက်မှာချွေသွေးပိဆက်အသက်ထွက်မတက်လှူအားပေးလှူခဲ့ကြတဲ့ကြွန်လုတ်သားတွေရဲ့အကြောင်းစာတကြောင်းတော့မပါခဲ့ဘူးပဲဒါကြောင့်ကဗျာဆရာကသူ့ရဲ့ကဗျာကိုစာမူတကြောင်းလက်နေတကားလို့ခေါင်းစဉ်တတ်ထားတာဖြစ်မှာပေါ့ယနေ့ယုံကြည်သူများရဲ့အသက်တာ စာမှုတစ်ကြောင်းလက်နေတကားလို့ရေးရမယ့်ကြံရတွေအများကြီးဖြစ်နေပြီ။ဘာသာသာသနာအတွက်အခြေပြုတည်ဆောက်အောက်ခြေကအုံမြစ်ချမြေသားမာအောင် လုပ်ခဲ့ကြတဲ့ရှေးလူဟောင်းတို့ရဲ့ဘဝအပြီးတင်မခံရဘဲနောက်လူတွေကအခန့်သာမာပြီးသားမြေပေါ်အတာကလေးမြင့်လျှောက်ခྱི་အတော်ပောက်ခဲ့ကြတော့ဝင့်ကျင်မှတော်လွန်ကြသဘော ။ပိုဆိုးတာကပိုဟောင်းသွားသူတွေရဲ့မျက်ရည်စက်နဲ့ဒုထောက်။နာကျင်ကြေကွဲမှုတွေရှေ့တော်မှောက်ရောက်အောင်နစ်နာခံဝေဖန်ခံရတဲ့တက်တီလောက်အားနဲ့ပေးဆက်မှုတွေကိုအတိအမှတ်ပြုမှတ်တမ်းတင်မှုတွေဝေးလို့ငါတိငါတက်ငါသာအစွမ်းအစရှိတယ်လို့ခေါင်းထောင်ပြီးမော်ကြွားအတ္တတွေလွှမ်းနေကြလေတော့နာဂတ်ရဲ့မျိုးဆက်တဲ့ ခေါင်းဆောင်ဖြစ်မဲ့သူတွေကိုဘာတွေလက်ဆင့်ကမ်းဘာတွေတုံတင်ကြစမ်းမလဲရဲ့လို့တွေးနေတယ်ရင်နာစရာဖြစ်ရတယ်အတိတ်ကိုလွှမ်းမိရဲ့စုပ်ပန်ကိုတော့ယွန်ရှာတယ်အနာဂတ်အတွက်ရင်လင်းကြပေါ်လက်နေတဲ့စားတကြောင်ဖြစ်ဆွက်လို့ရေးနိုင်ကြပါစေကြောင်းအခါကား ဆုတောင်းမိပါရဲ့။နေရောင်အောက်မှာကြိုးစားအားထုတ်သမျှဆိုတဲ့စာညွန့်လေးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။